အော်တိုဘာလာ၂၉ရက်နေ့ည၈နာရီတရေများကိုတင်ဆက်ပေးပါရမယ်။မိသားစုပြည်ထနာတွေကြားမှာဝန်ထဲနေရှာရဲ့ဂျူလီယာဆက်ကိုညီမလေးတယောက်လိုအားပေးခဲ့လို့လူဘလော့များလေးတဲ့မိုဟီကိုအချားမင်းသားမင်းသမီးတွေလိုရုပ်ရှင်လက္ခဏာတွေမရိုက်ကိုပဲတချင်းတွေလိုက်ဆိုနေတဲ့အောင်ရဲလင်းတတိမကြီးဘွားမှမပြောလို့လမ်းဘေးမှာဈေးထွက်ရောင်းနေရတဲ့မအေတောင်း မိသားစုပြဿနာတွေကြောင့်မဝန်းနေနေရရှာတဲ့ဂျူလီယာဆက်ကိုမြန်မာလေးတယောက်လိုအားပေးခဲ့လို့လူပြောများနေရဲ့မိုဟေကုံပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်အခုလက်တလောကျမတို့ရဲ့ Facebook လူမှုကွန်ရက်ပေါ်မှာတော်တော်လေးခရက်ရိုက်ပြီးတော့လူတွေစိတ်ဝင်တစားစောင့်ကြည့်နေရတဲ့မိသားစုပြဿနာအကြီးကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းတတိကြီးတူရွှေလေးပြဟိုတယ်ပိုင်ရှင်တတိကြီးဦးရောဆက်နဲ့သူ့ရဲ့သမီးဖြစ်သူ Fine Your Color ကိုတီထောင်သူမတ်ဂျူလီယာဆက်တို့ရဲ့မိသားစုပြဿနာပါ ဒီကိစ္စမှာအသမီးဖြစ်သူဂျူလီယာဆက်ကဖခင်ဖြစ်သူရဲ့ဖိနှိပ်မှုတွေကြောင့်သူမတို့သားမီးတွေစိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စွာနဲ့နိုင်ငံသားထိထွက်ပြေးခဲ့ရတဲ့အကြောင်းအခုချိန်မှာလည်းဖခင်ဖြစ်သူကသူတို့ပိုင်ဆိုင်ခွင့်ရှိတဲ့အမွေတွေကိုတင်ထားသလိုဥပဒေကြောင့်အရပါအကြက်ကင်တရားဆွဲဆိုဖို့လုံနေရဆိုပြီးတော့ငိုယိုခွင့်ဟတောင်းပန်လာခဲ့ရပါဘူး တပတ်မှလည်းအကိုဖြစ်သူကဖခင်ဘက်ကနေကောက်ွယ်ပြီးတော့ဂျူလီယာဆက်ရဲ့ပြောဆိုချက်တွေကအထင်မြင်လွဲမှားမှုတွေဖြစ်တယ်။ဖခင်ကတောင်ဂျူလီယာဆက်ရဲ့စီးပွားရေးအတွက်ငွေကြေးအများကြီးအထောက်ပံ့ပေးခဲ့တယ်ဆိုပြီးတော့ပြန်လည်ရှင်းလင်းနေတာပါ။ဒီလိုမျိုးသမီးသားစုတွေချင်းအချင်းချင်းအပြန်အလှန်ဖွင့်ချနေကြတဲ့အခြေအနေမှာ ပရိသတ်တွေအားလုံးကတော့ဒီမိသားစုပြဿနာကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေခဲ့ကြပါတယ်။ဒီလိုမျိုးအခြေအနေတွေမှာအထူးသဖြင့်သမီးဖြစ်သူဂျူလီယာဆက်ကတော့လူသိရှင်ကြားဒီပြဿနာတွေကိုဖွင့်ချထားရတာကြောင့်စိတ်ပိုင်းဆိုင်ရာရောလူမှုရေးအရာပါတော်တော်လေးကိုပြင်ပန်းပြီးတော့ဝန်းနေနေရတဲ့အချိန်ဖြစ်မှသိကြပါတယ်။ဒါပေမဲ့ဒီလိုမျိုးသူမအားငယ်ဝန်းနေနေရတဲ့အချိန်မှာဘယ်သူမှမထင်မှတ်ထားတဲ့အရန်ကိုနှွေးထွေးတဲ့အားပေးမှုတစ်ခုကိုပြုလုပ်ခဲ့တဲ့သူတယောက်ရှိလာခဲ့ပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီး ီတက်လက်ဖြစ်တဲ့အာလုံကချစ်ခင်ရတဲ့မင်းသမီးကျော်မိုဟီကိုပဲဖြစ်ပါတယ်။အာလုံတင်ကြရတဲ့တိုင်မဲမိုဟီကိုကမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးဖြစ်တဲ့လို့သူမရဲ့စိတ်ထားကောင်းမွန်မှုအလူအတန်းရည်ရွယ်မှုတွေကြောင့်ပရိသတ်တွေကမှမကြခဏချီးကျူးခံနေရတဲ့မင်းသမီးလေးဖြစ်ပါတယ်။အခုဂျူလီယာဆက်ရဲ့ကိစ္စမှာလည်းမိုဟီကိုကတခြားသူတွေလိုဒီပြဿနာကိုဝင်ပြီးတော့မှတ်ချက်ပေးတော့ဝေဖန်တာလိုက်ပေးတာမျိုးမလုပ်ပါဘူး။သူမဟာစိတ်သက်သာဝမ်းနည်းနေတဲ့ဂျူလီယာဆက်စီကို ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့တာပါ။ မိုးရီကဂျူလီယာဆက်ရဲ့ Find Your Color ဆိုင်လေးအထိကိုတကူတကသွားရောက်ခဲ့ပြီးတော့သူမရဲ့ဝန်ဆောင်မှုဖြစ်တဲ့ Color Analyze ကိုကိုယ်တိုင်ပြုလုပ်ရင်းနဲ့မိသားစုပြဿနာတွေကြောင့်စိတ်တက်ကြနေတဲ့ဂျူလီယာဆက်ကိုကိုယ့်ရဲ့ညီမလေးအရင်တယောက်လိုအနားမနေပြီးတော့အားပေးနှိမ့်သိမ့်မှုတွေပေးခဲ့တယ်လို့သိရပါရရှင်။ ။ဒါကတကယ်ကိုချီးကျူးစရာမြင်ရတဲ့သူပေါ်စိတ်ချမ်းမြေ့စရာအပြုတ်မှုလေးတစ်ခုပါ။လူတယောက်ဒုက္ခရောက်နေတဲ့အထူးသဖြင့်မိသားစုပြဿနာလို့ရှုပ်ထွေးတဲ့အခြေအနေမျိုးမှာဘယ်ဘက်ကမှန်နဲ့ဘယ်ဘက်ကမှားတယ်ဆိုပြီးတော့ဝင်ရောက်ဝေဖန်တာမျိုးမလုပ်ပဲလူကိုပဲကြည့်ပြီးတော့စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်နေတဲ့မြမလေးတယောက်ကိုအမကြီးတယောက်အနေနဲ့ကိုယ်တိုင်သွားရောက်အားပေးနှိမ့်သိမ့်ခဲ့တာပါ။ဒါကြောင့်လေပြိသက်တွေကမိုးဟီကိုရဲ့ဒီလိုအတွင်းစိတ်တက်လှပမှုမြစ်တာတရားကြီးမားမှုနဲ့စိတ်ထားလေးကိုအယမ်းကိုချီးကျူးနေကြတာဖြစ်ပါတယ်။ တကယ်ထေတံမင်းသမီးတွေရဲ့အဆင့်တန်းဆိုတာဒါမျိုးမြမလေးတယောက်လိုအားပေးသွားတာလေးကိုတကယ်ကိုလေးစားဖို့ကောင်းတယ်ဆိုပြီးတော့မှတ်ချက်တွေပေးနေကြတာတွေ့ရပါတယ်ရှင်ပရိသတ်ကြီးတို့နဲ့ရောဒီလိုမျိုးရှုပ်ထွေးလာတဲ့မိသားစုအရေးအခင်းမှာဗမ်းမလိုက်ပဲနဲ့စိတ်တကြနေသူကိုကိုရိုင်းသွားရောက်အားပေးခဲ့တဲ့မင်းသမီးမိုးရီကိုလည်းပသက်ပြီးသူမရဲ့စိတ်တော်ရာလေးပေါ်ဘလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော် အချားမင်းသားမင်းသမီးတွေလိုရုပ်ရှင်ဇာတ်ကားတွေမရိုက်ဘူးပဲတခြင်းတွေလိုက်ဆိုနေတဲ့အောင်ရင်လင်းပြည်သက်များအလုံးမင်းမင်္ဂလာပါရှင်အခုတင်ဆက်ပေးသောမယ့်အကြောင်းအရာလေးကတော့တခြင်းကမင်းကလေးတွေရဲ့ကြားမှာရေပန်းစားတဲ့ပြိုတိုင်းကြိုက်တဲ့နင်းစီကံကြီးဖြစ်ခဲ့ပေမဲ့လည်းအခုတော့ရုပ်ရှင်တွေမရိုက်ဘူးတော့ပဲနဲ့တခြင်းတွေလိုက်ဆိုနေရတဲ့မင်းသားကျော်အောင်ရင်လင်းရဲ့အကြောင်းပေါ့အလုံးသေးကြတဲ့အတိုင်းပဲမြမရုပ်ရှင်ဇာတ်ကားကြီးတွေမှာတစ်ချိန်တုန်းကအောင်မြင်ခဲ့တဲ့မင်းသားမင်းသမီးကြီးတွေထံ နောက်ပိုင်းအောင်မြင်လာတဲ့နောက်ပေါက်သရုပ်ဆောင်မင်းသားမင်းသမီးတွေကိုပဲခေါ်ယူရိုက်ကူးလာကြတာကိုတွေ့ရပါတယ်။မင်းသမီးဝင်းမော်ရွှေကြီးမင်းသားနေတို့တို့လောက်ကိုပဲအေးတယူခေါ်ယူရိုက်ကူးပေမဲ့လက်ရှိရုပ်ရှင်ပိတ်ကားထက်မှာတော့တချို့မင်းသားမင်းသမီးတွေကိုမြင်တွေ့ရဖို့ကခဲယဉ်သွားပြီလို့ဆိုရမှာပါ။တချို့မင်းသားမင်းသမီးတွေကတော့အမှုပညာလုပ်ငန်းတွေမလုပ်တော့ဘဲရန်သားလိုက်တာမျိုးတွေရှိတာကတော့အမှန်ပါ။ ဒါပေမဲ့လည်းတချို့သရုပ်ဆောင်တွေကတော့အရေးပေးမှုမရှိပဲတာမန်ကျော်ညာရိုက်ကူးမှုတွေရွှေဆိုင်အခမ်းအနားဖွင့်ပွဲတွေမှာပဲတွေ့ရတာက ပုံများလာပါတယ်။အခုတခါမှလည်းမင်းသားကျော်အောင်ရင်လင်းကအရင်ဗီဒီယိုဇာတ်ကားတွေခင်စားတော့ကစတိုင်ခမ်းမိုင်မိုင်နဲ့ကိုရီးယားမင်းသားတွေလိုလမ်းခဲ့တဲ့ဘဲကြီးတယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့ရုပ်ရှင်ရိုက်ကူးမှုတွေလည်းမရှိတော့သလိုသူရဲ့တရုပ်ဆောင် item တွေနဲ့အတူအနုပညာလှူရှားမှုတွေလည်းမတွေ့ရတော့ပါဘူး။နောက်ပိုင်း social media ပေါ်မှာပါတဖြည်းဖြည်းနဲ့လူလုံးပြတာတွေကရှားလာတာကြောင့်မိန်းကလေးပရိသတ်တွေကတော့အောင်ရဲလင်းကိုတော်တော်လေးလွမ်းနေကြပါတယ်။သူရဲ့ camera man style တွေကိုလည်းအောက်မေ့နေကြပြီဖြစ်တာကြောင့်ဇလန်းသစ်တွေအထက်မှရိုက်ကူးဖို့မျှော်လင့်နေကြတာပါ ဒါပေမဲ့မင်းသားအောင်ရဲလက်အနေနဲ့လက်ရှိမြန်မာနိုင်ငံမှာယုံတင်နေတဲ့ပေါ်ကားတွေမှာတော့ပါဝင်ရိုက်ကူးခြင်းလုံးဝမရှိခဲ့ပါဘူး။နောက်ပိုင်းမြန်မာပေါ်ကားတွေကပို့ပို့များလာတာကြောင့်အောင်ရဲလက်အနေနဲ့ဒီလိုဇာတ်ကားမျိုးကိုစိတ်ကုံသွားပြီးတော့ရုပ်ရှင်တွေလက်ခံမရိုက်ကူးတော့တာလည်းဖြစ်နိုင်ပါတယ်။မင်းသားအောင်ရဲလက်ရဲ့ဇာတ်ကားတွေကိုကြည့်ဘူးကြတဲ့ပရိသတ်တွေဆိုရင်အောင်ရဲလက်ရဲ့တရုပ်ဆောင် item စကေးဘလောက်ရှိလဲဆိုတာကိုသိနိုင်ပါတယ်။တရုပ်ဆောင်လဲကောင်းတယ်လို့ရုပ်ခံလဲချော်တာကြောင့်ကြည်ပြင်းတောင်တန်တယ်လို့ပြောမိကြတဲ့အထိပါပဲ။ ဒါကြောင့်လည်းမင်းသားအောင်ရင်လင်းကိုအတော်လေးသဘောကျအားပေးနေကြတဲ့ပရိသတ်တွေကတော့အောင်ရင်လင်းကိုလွမ်းဆွအောင်မိနေကြပြီးတော့သူရဲ့တရုပ်ဆောင် item တွေကိုပိတ်ကားချက်မှပြန်လည်ကြည့်ချင်နေကြတာပါအခုမင်းသားအောင်ရင်လင်းကိုဇက်ကအစ်စ်တွေမှပါဝင်ရိုက်ကူးဖို့တောင်းဆိုနေကြပေမဲ့မင်းသားကတော့လက်ရှိမှာဘာပကသနာမမပါဘဲတာမန်ယောက်ျားတစ်ယောက်လိုပဲဘဝကိုတော်တော်ရင်ရလေးဖြတ်တန်းနေပါတယ် ရုပ်ရှင်ကောင်းတွေလည်းမရိုက်တော့ဝင်အလူပွဲတွေမှာချိရတဲ့ပရိသတ်တွေနဲ့အတူတခြင်းတွေကိုအတူတူဆိုရင်းနဲ့သူ့ရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။သူ့ရဲ့ဘဝနေထိုင်မှုပုံစံကလည်းအရင်နဲ့လုံးဝမတူတော့ဘဲနဲ့တကယ့်ကိုရင့်ကျက်တည်ငြိမ်တဲ့အမျိုးသားတစ်ယောက်ပုံစံနဲ့တမျိုးအေးချမ်းနေတာပါ။ အောင်ရင်းလေးနေဇက်ကားတွေဆက်ရိုက်ဖို့ရှိလားဆိုတော့ကိုတော့တရားဝင်ချမပြသေးပေမယ့်အခုလက်ရှိမှာတော့ဘဝကိုအေးအေးဆေးဆေးနဲ့ဖြတ်တန်းနေတာကိုမြင်ရတဲ့အတွက်ပရိသတ်တွေကိုစိတ်အေးချမ်းမှုတွေကူးစက်စေတာကတော့အမှန်ပါအခုတင်ဆက်ပေးထားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ပြည်သက်တွေကရောဘယ်လိုခံစားမိလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ တတိမကြီးဘဝမှာမပြောလို့လမ်းဘေးမှာဈေးထွက်ရောင်းနေရတဲ့မအေးတောင်အခုလက်တလောဆိုရှယ်မီဒီယာပေါ်မှာမင်းသမီးမအေးတောင်တယောက်ထိုးဘက်သေးတွေရောင်းနေရတဲ့ပုံတွေတော်တော်လေးပြန့်နှံ့နေပါတယ်။အလုံးသီးကြတဲ့တမဲမအေးတောင်ကဒိဋ္ဌိကျဲခရိုနီတတိကြီးတယောက်နဲ့လက်ထပ်ထားပြီးတော့ဘာမှပူပန်စရာမလိုတဲ့ဈေးကျကျနေရတဲ့တတိမကြီးဘဝကိုရရှိထားတာပါ။ ဒီလိုချိန်တွေမှာသူမကဘာလို့လမ်းဘေးမှာဈေးရောင်းတယ်လို့ထောပတ်တွေကိုထွက်ရောက်နေရလဲ။တတိမကြီးဘဝမှာမပြောလို့လား။အိမ်ထောင်ကြီးအဆင်မပြေလို့လား။စီးပွားရေးအကျက်တဲတွေ့နေရလို့လားဆိုပြီးတော့ပရိသတ်တွေကအံ့ဩတကြီးမိကုန်ထုတ်နေတာပေါ့။ဒါပေမဲ့တကယ်အကြောင်းရင်းကတော့လုံးဝထင်ထားသလိုမဟုတ်ပါဘူး။တတိမကြီးဘဝမှာမပြောလို့ဈေးထွက်ရောက်နေတာမဟုတ်ပါဘူး။တကယ်အမှန်ကသူမရဲ့ရောက်ခတိအကြောင်းပါ ဟုတ်ပါတယ်။သူမရဲ့ခင်ပွန်းဖြစ်သူရဲ့ဖခင်မအေးတောင်းရဲ့ရောက်ခတိကစိုက်ပျိုးရေးကျောင်းစင်တယောက်ဖြစ်ပြီးအပင်စိုက်တာကိုအယံဝါဒနာပါတာပါ။အသက်80ရှိနေပြီဖြစ်ပေမဲ့သူ့ရဲ့ခြံအကျဲကြီးထဲမှာအပင်တွေစိုက်နေတော့မှအခုရောင်းနေတဲ့ထောပတ်ပင်တွေကလွန်ခဲ့တဲ့၄နှစ်လောက်ကလေးကသူကိုယ်တိုင်စိုက်ထားခဲ့တာတွေပါ။ အခုအပင်တွေကအသီးတွေဝေဝေဆဆသီးလာတဲ့အခါမှာအလကားမဖြစ်ရအောင်ချွေးမဖြစ်သူမအေးတောင်းကောင်ဈေးရောက်ရတာဝါသနာပါတဲ့အတိုင်းကိုရိုင်းချန်နယ်ဆင်းပြီးတော့စီစဉ်ရောင်းချပေးကြရပါ။ဒီမှာရောင်းလိုက်တာအလုံးကြီး3တောင်းတောင်ရှိရလို့သိရပါတယ်။ ရောက်ကလေးပြည်သူလည်းပဆန်ရလို့ပြောတော့ထက်သူအသေးကိုလူကြိုက်လို့စားလို့ကောင်းတယ်ပြောကြလို့အယံဝမ်းသာသဘောကျနေရလို့သိရပါတယ်။ဒါကြောင့်ပရိသတ်တွေထင်တယ်လို့တတိမကြီးဘဝမှာမပြောလို့ဈေးထွက်ရောင်းနေတာမဟုတ်ပဲရောက်ကလေးဆိုင်ထားတဲ့အသေးနှံတွေကိုတံပိုးထားပြီးတော့သူ့ကိုပျော်ရွှင်စေခြင်းနဲ့ချွေးမကောင်တယောက်ဖြစ်လို့ကိုယ်တိုင်ဈေးရောင်းပေးနေတာဖြစ်ပါရဲ့ရှင်။ခရိုနီတတိကတော့ဖြစ်ပေမဲ့ဒီလိုဝါသနာအရာဈေးရောင်းတဲ့မအီးတောင်းပေါ်မှာအမြင်လေးတွေကိုပြပြခဲ့ပါဦးနော်။